လိုင်စင်ကောက်တာဖြစ်ကလေးသားမကောက်ဘူးလေတချို့တွေဆိုလိုင်စင်တော့မဆောင်အောင်လေလမ်းမပြခင်ဗျဟိုပါဗလဲဟိုဘာခေါ်လဲရောမဟုတ်ရောင်းနေသူရွှေရေးရောင်းနေသူအမကူအကျော်ရောင်းနေသူဘာအောင်ညောင်းဆိုမှာကုကုပဲခွန်ကြည့်လေရောင်းနေရကြည့်ပါအောင်ခင်ဗျမျိုးစုံရောင်းပြီးတော့မှဗလဲအကေရောင်းပြီးချမ်းသာတဲ့လူတံပရာတိရောင်းပြီးချမ်းသာတဲ့လူ ਨੇ နော်ဆိုတော့အဲ့လိုလူတွေရှိမယ်အဲ့လိုလူတွေအခွန်အများကြီးဆောင်ပြန်မလို့မစ္စတာမြောင်မင်းမင်္ဂလာပါကျွန်တော်ဒီနေ့မနက်ခင်းပိုင်းမှာတော့ကျွန်တော်ကုကြုံမျိုးမင်းရဲ့သတင်း34ချက်လေးအချို့ကိုနားထောင်ကြည့်အောင်ခင်ဗျ TNL ရဲ့ ကိစ္စပေါ့နော် TNL ကိစ္စ TNL ကိစ္စဆိုချားမဟုတ်ဘူး TNL ကဟိုအခုဘာလို့လဲဆိုတော့မိုးကုံမှာလဲခရုတ်တီးတဲ့အတိုင်း TNL မိုးကုံမှာလဲမျိုးဆောင်တက်ဖွဲ့မယ်ဆိုပြီးပြောပြီးတော့တကယ်တော့စစ်တပ်လာတိုင်းသူတို့ကိုယ်သာခံတိုင်းလို့ရမယ်ဖွဲ့ချန်ထားခြင်းတဲ့သဘောပေါ့ဗျာအဲ့တော့မျိုးဆောင်တက်ဖွဲ့မယ်ဆိုပြီးတော့အကုန်လုံးစစ်တဲ့အတွင်းအကုန်လုံးခင်ဗျမင်းကြီးတွေကြလိမ့်မချအကုန်လုံးခေါ်ပြီးစစ်တဲ့အတွင်းနဲ့ ဆက်လက်သွင်းပြီးတော့စစ်တိုက်ခိုင်းမှုညှိုးသားတာအဲ့တော့မြို့ကန်တွေထွက်ပြေးပလောင်တွေထွက်ပြေးမိုးကွာတွေထွက်ပြေးအကုန်စိတ်နေညင်နေကြတယ်အဲ့တော့တပြေမန်းအစွမ်းအမခန်းပေါ့ဗျာနော်တပြေကန်တပြေမန်းအစွမ်းအမခန်းပေါ့နော်တပြေမန်းနေရအစွမ်းပြရတာတခါတည်းအခုတော့ဘလောက်မှမကြောက်ဘူး6လတော့မကြသေးဘူးတခါတည်းဟိုမှာနေရင်ထိုင်ရင်လည်းဘာလို့ဖြစ်ကုန်လဲဆိုတော့ဟိုမှာအကုန်လုံးမိုးကုတ်မှရှိတဲ့မြို့ကန်တွေအကုန်လုံး PDF တွေဖြစ်တော့မဲ့သဘောရှိတယ် အခုမဖြစ်ချင်းဖြစ်ချင်းဖြစ်ရမယ်သဘောလားမဖြစ်ချင်းဖြစ်ချင်းပလောင်တွေဖြစ်ကုန်ပလောင်စသားတွေဖြစ်ကုန်လို့မယ်သဘောရှိအခုတချို့တွေထွက်ပြေးကုန်ပြီမိုးကုန်ပြီးတော့ထွက်ပြေးတဲ့လူတွေတော့ရှိတယ်တဲ့ကြားတယ်အဲမိုးမှာအတရားနဲ့နောက်တစ်ခါဘာပဲဆိုတော့သူ့ရဲ့အုပ်ချုပ်တဲ့နေမြေအကုန်လုံးမှာရှိတဲ့နေရာကြီးပေါ့နော်နေရာကြီးတော့မှတော့ license license တို့အခွန်ကောက်တာကြီးစတယ်စဘယ်လိုစလဲလုပ်ငန်း license တွေကိုလာလျှောက်ဖို့သူကတက်ဆိုင်ရာနေရာတွေမှာကြီးညာနေပြီဥပမာနတ်ဖက်ကလူဥပမာပြောနတ်ဖက်ကပေါ့နတ်ဖက်ကလူအမျိုးဆိုရင်ရည်မျိုးနဲ့တန်ဟန်စာတအဲအဲ့လိုလုပ်ငန်း license လာလျှောက်မလျှောက်လို့ရှိရင် license မရှိရင်တော့ရေးယူမှာအဲဒီလိုလာတာဆိုတော့ သူတို့ထုတ်ထားတဲ့စာတွေအရပြောမယ်ဆိုရင်တော်တော်တော့ကျန်းတယ်သူတို့ကတော်တော်လေးကိုကျန်းပါတယ်ပတ်စံခက်ချင်းချင်းကောက်တယ်ကိုရဆိုင်ရအစားခမလမ်းပေးပြီးစီဆိုင်ရမရှောက်အကုန်အကုန်ပတ်စံကောက်တာတခုမှမကျန်းကောက်တာအိမ်ထဲတကားခေါက်ပြီးတော့ကောက်တာအဲ့လိုကောက်တာအခုဒီမှာလောကနိုင်စင်လာလျှောက်ဖို့ဆိုပြီးတော့မာရှယ်ဆက်သွဲရဲ့ရဆွဲနဲ့သူတို့ကျင်းကြတယ်နော်လာလျှောက်ဖို့သူကျင်းကြတယ်အဲ့တော့သူ့ data ထဲမှာဒီ data ထဲမှာလာတရားစားတာပဲတူတူနော်ဘာပဲလုပ်လို့ကြိုက်တာလို့စီးပွားရေးလို့အကုန်အကုန် license လျှောက်ဒီမလာကုန်တော့သွားလျှောက်မလျှောက်ရင်အရေးယူခံတယ် ဆိုတော့အခုအကုန်လုံးဒိုင်းနေပါကုန်ပြီအဲ့တော့ license ချောက်ဖို့အတွက်လိုအပ်ချက်ထောက်ထားရမယ်ဆိုတော့လွယ်ရည်တယ်တက်ဆိုင်ရရက်ွက်အုပ်ချုပ်မှုရထောက်ခံချက်တစ်စောင်ရဲစခန်းထောက်ခံချက်တစ်စောင်ပေါင်းညနေနိုင်သူတွေကောက်ဝဲမရှိအောင်ထောက်ခံချက်တစ်စောင်လို့ license ချောက်ထားသူကနိုင်နိုင်ငံသားစစ်စစ်ကပြမိတ်လူတရုတ်ရတူမယ်နော်တော့ license ချောက်ထားသူဓာတ်ပုံနှစ်ပုံအမဲအဲ့လိုသူကအဲ့တော့ဒီဟာတွေကရှောက်ခိုင်းထတာကပထမတစ်ချိန်ရှောက်ခိုင်းခဲ့တယ်တဲ့ပြီးခဲ့တဲ့နှစ်လပိုင်းတော့တစ်ချိန်ရှောက်ခိုင်းခဲ့တယ်မလျှောက်ကြဘူးအခု3လပိုင်းမှာအခုနောက်ဆုံးကြေထပ်ပြီးတော့ရှောက်ခိုင်းတာပြီးတယ်အဲ့တော့ထပ်ပြီးတော့မှရှောက်ခိုင်းရတာလည်းမရှောက်ရင် မလျှောက်တဲ့သူမှတာဝန်ရှိတယ်သူအရေးယူတော့ဆိုတော့ TNL ကအဲ့လိုလုပ်နေအဲ့တော့ကျွန်တော်တခါစဉ်းစားကြည့်တယ်ကဲနာဆာကနဲ့နာဆာကနဲ့ပြည်တော်ပြည်တော်စုအစိုးရပေါ့နော်ဒီအစိုးရကဒါ license လျှောက်ရင် license ကိုမဖြစ်မနေဘယ်နဲ့ဆိုအာအစိုးရဖိနှိပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောချင်ကြပါမယ် TNL ကအဲ့လိုပြောတော့ကြဘယ်ဟောင်းအောင်ပြောရည်ဘူးဟိုကောင်ကဘာမှမလျှောက်အကုန်ကောက်တာဒီမှာကျွန်တော်တို့မျိုးပြပါပေါ့နော်တပ်မတော်ထိထိုက်နေမိတယ်မိပါဒီမှာ license ကောက်တာဖြစ်ကလေးသားမကောက်ဘူးလေ တချို့တွေဆို license တော့မဆောင်ရဘူးလမ်းမြောက်ပါခင်ဗျာဟိုပါဗလဲဟိုဘာခေါ်လဲရောမဟုတ်ရောင်းနေသူရွှေရေးရောင်းနေသူအမှအခုအကျော်ရောင်းနေသူဘာအောင်ရောင်းဆိုမှကုပဲကွန်ကြည့်လေရောင်းနေရကြည့်ပါဦးခင်ဗျာမျိုးစုံရောင်းပြီးတော့မှဗလဲအကေရောင်းပြီးချမ်းသာတဲ့လူတံပရာတိရောင်းပြီးချမ်းသာတဲ့လူတွေနော်ဆိုတော့အဲ့လိုလူတွေရှိမှအဲ့လိုလူတွေအခွန်အများကြီးဆောင်ကြမလို့ဆောင်လည်းမဆောင်ပါဘူးခင်ဗျာကြီးဆိုတော့ပြောချင်တာဒီလိုလူတွေအဲ့ပလောင်ထဲမှာရောက်ကြည့်ချမ်းသာဖို့မပြောနဲ့ခင်ဗျာနေစဉ်ဆိုင်ဖို့ဘုံတော့ခက်မယ်အဲ့ဒါဗလဲဆိုတော့အုတ်ချွေရန်တရားဆိုတာပြီးတော့ပြည်တော်စုအစိုးရရဲ့အုတ်ချွေရန်တရားနဲ့ ဒီလက်နက်ကင်တပုံတွေအုပ်ချုပ်ရင်းနေရဆိုတာဘာလဲဆိုတာအချီးထွက်တာကြောက်တာပေါ့ဗျာတနက်ကြည်စံကြောက်တာပေါ့တနက်ကိုကြောက်တော့ဟောပြတ်တတ်မှာဟုတ်ဗျာမာတယ်ဆိုတော့ပလောင်ကြီးအဲ့လိုလုပ်တယ်မိုးကုတ်မှာလည်းအခုပလောင်ကြီးကလုံးဝဟိုပါပဲဟိုလောဝဒီဒီဒီအကုန်လုံးစစ်သားစုဆောင်မှုလုပ်တယ်မိုးကုတ်ဒီလားဆိုအချမ်းချာကြီးမှာစစ်သားစုဆောင်မှုကြီးကြီးလုပ်တော့တော်တော်လေးအခုထွက်ပြေးရတယ်လူတော်ဖြစ်ကုန်လို့ဆိုတော့ဒါတွေကရှင်းပြရင်တော့တပုံအုပ်ချုပ်တဲ့နေမြေမှာနေထိုင်တဲ့သူတွေရဲ့ဘဝဒီလိုပဲဖြစ်လို့ရှိတယ်ဆိုတော့တက်တည်ပြတယ်အဲ့တော့နေချင်းတဲ့လူတွေရှိရင်တော့သွားကြပါကျွန်တော်တို့ကတော့တိုက်တော့ပါတယ်သွားပါလို့တိုက်တော့တယ်เนาะဒါကတစ်ခုပေါ့နောက်တစ်ခုက နောက်တစ်ခုကကျွန်တော်တို့ဒီမဲဆောက်မဲဆောက်တဲ့တက်ခရိုင်ပေါ့နော်တက်ခရိုင်ကိုတက်ခရိုင်ကိုအာကြားဖြတ်နေနေအထူးဆုံးဖြစ်နေလုံမဲ့ဆိုပြီးတော့ထိုင်းရနော်ထိုင်းရကာကွယ်ရေးထိုင်းကာကွယ်ရေးကိုထိုင်းစစ်တပ်ကတရားဝင်ကြီးညာလာတယ်ကြီးညာလာပြီးတော့ပြောရရင်တော့မဲဆောက်ဆိုတာကမဲဆောက်တဲ့တက်ခရိုင်ဆိုတာကကျွန်တော်တို့မြန်မာနဲ့နေဆက်ချင်းကိုကတ်နေတယ်အဲ့နေရာခူလုံးတော့အထူးဆုံးလုံမဲ့ဆိုတော့ကြီးညာထားတာတွေ့ရတယ်ဆိုတော့ဒီလိုတွေ့ရတော့ဒါဆိုရင်ထိုင်းကရှင်းပြရတော့ဒီဘက်ကကြားဖြတ်ကောင်းစင်နဲ့ထွက်လာမလို့မှန်တယ်တော့ကိုဖမ်းပါအကုန်ဖမ်းပြီးတော့ သူတို့အဲ့နေသားဝန်လာကောင်အကုန်မှဖားပြီးတော့ကြားဖြန်လာဘာလာညာကောင်စစ်စစ်ပြီးအုံထောင်းတဲ့ထက်တက်ဆိုင်နိုင်ငံပြောင်းဖို့တိုင်းသူအကြည့်ကျလုံးမယ်သဘောရှိတယ်အဲ့တော့မြန်မာအစိုးရအနေနဲ့ကအဲ့ဒီလေဟုံကိုစီးရမယ်လို့ကျွန်တော်မြင်တယ်ဘလို့လဲဆိုတော့ဆိုကြပါစို့ဗျာထိုင်ကအကြားဖြန်တဲ့ပတ်သက်အဲ့လိုကြီးကျလုံးမယ်ဆိုရင်မဲဆောက်မှာရောက်နေတဲ့နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင်အဲ့ကောင်တွေကြားဖြန်နေပါဆိုမျိုးတည်ပြီးလိုက်ရမှာအောင်လေကြားဖြန်လို့တယ်ကြားဖြန်လို့တယ်ဆိုတော့ဘာလို့ပတ်စံတွေဘယ်ရောက်မှမသိဘူးပတ်စံတွေအောင်တွေလက်တဲ့အဲ့ကောင်တွေဘယ်ကောင်တွေမှအများကြီးရောက်နေတယ်အဲ့ကောင်တွေပတ်စံတွေကဘာတွေမှမသိဘူးဘယ်မှမသိဘူးတော့မင်းတို့အဲ့ဒါစစ်တင်နေပါ냐ဆိုပြီးတော့ကြားဖြန်ကောင်းစင်နေအဲ့ကောင်တွေတွေ့ရမှာ မြတ်ပြီးတော့လောက်အောင်ကျွန်တော်ထင်တယ်ဆိုရအဲ့တော့ထိုင်းကအဲ့လိုမျိုးစီမံခံဝဲပြီးတော့ချမယ်လို့ကြားတယ်အဲ့တော့မြန်မာဘက်ကလည်းလုံဆိုင်ရှယ်လုံနေဆိုတော့ဒီကြားဖြန့်ကတော့ထိုင်းမြန်မာနယ်စပ်မှာတော့ကောင်းကောင်းပြင်းခံနေရတဲ့သဘောတော့တွေ့ရတယ်ဒါပေမဲ့မြန်မာဘက်ကတော့ဘူးလို့ပါကျတော့မြန်မာဘက်ကမူဝါဒကိုကြည်လိုက်ပြီးတော့တိုက်ကစားနေတယ်ပုံပေါ်တယ်သူကြတာတော့မဲဆောက်နဲ့တိုက်ခရိုင်ထဲမှာပြည်နေပေါ့နော်ခရိုင်တက်ခရိုင်ထဲမှာအကုန်လုံးမှာဝါရီလုတော့မယ်ပေါ့နော်ဒီဒီဒီကြားဖြန့်ထူးဆောင်ဆိုပြီးတော့လုပ်မယ်ဆိုတဲ့ကိစ္စကတော့ 就那天天二几万理财呢，没啥用，没啥用那点他妈一堆，交钱是也一堆，心里边都这样子的。各种赔的赔，不如你看看，白讲这些，看看我们自己心里边。大家明呀，阿拉这个表表姐呢，那都过了这里，拍了一片呢，表姐那个项目拍完了，你没那批呀？就上海那尼玛嘞，呃，篮球嘛，国干的，呃，篮球嘛，篮球的大家比图的，上海比啊，就看到他那个，没得办，上海那个，是吧？没得办嘛，篮球嘛，上海比较偏，谁跟他不讲呢？ ဖြစ်မလားမဖြစ်မလားတော့မသိဘူးဖြစ်မလားမဖြစ်မလားမသိဘူးလို့ဒါပေမဲ့ပြကွင်းရဖို့အတွက် live show မျိုးကန်တွေကစတင်ထားတယ်တဲ့ဘာလို့ဆိုတော့ကိုကန်စီကိုစတင်ထားတယ်ဘာလို့စာပါစာတင်လဲဆိုတော့တရုတ်နိုင်ငံဆွတ်ဖက်တာကိုမချိနဲ့လို့ဆန္ဒပြမယ်ဆိုတော့မနေ့ပြန်များအကယ်၍တရုတ်နိုင်ငံမနေ့ပြန်မှာကို live show မျိုးမှာဆန္ဒပြတာတကယ်ရှိခဲ့ရင်တော့စိတ်ဝင်စားဖို့ကောင်းပြီပြီးတော့ကိုကန်တွေကအဲ့ဒါကိုပြမယ်ပြီးမှလားတရုတ်တွေကိုဆန္ဒပြမှာရယ်ကိုကန်တွေလက်ပါပြီးပေါ့ဗျအဲ့ဒါကိုဆန္ဒပြမယ်ကိစ္စကိုတရုတ်ကိုကန်ကိုကန်တွေခွင့်ပြုပြီးမှလားဆိုတော့မေးခွန်းပေါ့အဲ့တော့ ခုနကသူတို့ပြောတဲ့ဒီမိုကရေစီလူ့အခွင့်အရေးဆိုတာဟုတ်သလားဆိုတဲ့မေးခွန်းမှာအဲ့မှာမနက်ဖြန်အဖြေထုတ်ပြီဆိုတော့မနက်ဖြန်မှာအကြေအွေများဆန္ဒပြတာတွေရှိခဲ့မယ်လားရှိမဆန္ဒပြတာတွေရှိလာခဲ့မယ်ဆိုရင်ဒါစိတ်ဝင်စားဖို့ကောင်းတယ်တရားကိုဆန္ဒပြတာဆိုပုံတော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုတော့ဒီရှမ်းမြောက်ကလက်ရှိလှုပ်ရှားမှုကစိတ်ဝင်စားဖို့ကောင်းတာတွေဖြစ်နေတယ်ကျွန်တော်ကတတရားလှိုက်တော့ကျွန်တော်စိတ်ပူနေတယ်တတရားလှိုက်တော့ကျွန်တော်ကစိတ်ပူနေတယ်အစိုးရကဘယ်လိုစဉ်းစားလဲမသိဘူးကျွန်တော်ကတတရားလှိုက်တော့စိတ်ပူနေတယ်ဒါဆိုတော့ကိုကန့်တပ်သားတွေရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုဟိုကခေါ်ပြီးတော့ကောင်းကောင်းတရားကခေါ်ပြီးတော့စကားပြောနေတယ်ဆိုတော့ ဘာလို့ဖို့လဲမသိဘူးပြီးတော့တိရတာကနေဆက်ကျင်စန်းကြောက်ကနေပြီးတော့ကျင်စန်းကြောက်ကဝန်တိန်ဂိတ်ကနေပြီးတော့ဒီပြီမတဲ့ကိုကွန်တိန်နာနဲ့ကားကြီးတွေပေါ့နော်ကားကြီးပစ္စည်းတွေအစားအသောက်တွေပို့တဲ့ကားကြီးတွေအစည်းပေါင်းငါးစွာဒရန်ဆက်ဒီအပိုင်းနဲ့စထွက်နေတယ်တဲ့ဘာအတွက်တော့ကျွန်တော်မသိဘူးအဲ့ဒါလာရှိုးအထိကိုလာမှာဆိုတော့ ဒါတွေအကုန်လုံးကရီမိုင်းချက်တစ်ခုခုတော့ရှိနေတယ်။ဒါကြောင့်ကျွန်တော် တက်တရလိုက်ကိုစိတ်ပူနေတယ်။အဲဒီမရမြန်ဆန္ဒပြပွဲဖြစ်မယ်ဆိုရင်ဘာဆက်ဖြစ်မလဲ။ဒါလေးလည်းကျွန်တော်စိတ်ဝင်စားတယ်။ဒါလေးတော့ကျွန်တော် mentally ပဲပြောရင်းနဲ့ဒီလေးတော့လောက်နဲ့ရက်ချင်ပါတယ်။အားလုံးပဲကိုကြီးသားလေးရှိပါ၊တိုင်းပြည်ကိုစေနာမထားပါတစ္ဆောက်ရှိပါ။ကိုယ်နိုင်ငံသားချင်းချင်းပြန်လည်တက်ဖြတ်နေကြတာကိုလက်ခုပ်လောကကြီးပြောနေတဲ့လူမိုက်လူရဲကလူသားအကျန်းပိုင်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးထုတ်ပါလို့ပြောရင်းနဲ့ကိုနိုင်ခုလိုတည်းဟိုပြောရမသွားနဲ့ကိုကျုံကျုံကလည်းကျေးဇူးတင်ပါတယ်။ဒီပြာနော်တိုက်ပွဲတွေရတော့နေရာနဲ့မှာပဲဖြစ်နေတာပဲနော်။ တော့မှလည်းပြီးမှလည်းမဟုတ်ဘူးထင်ပါတယ်။ဟိုမိုးကုတ်ကလည်းတက်ကဘယ်လိုလုပ်မှလည်းအဲဆိုတော့အမေကုန်းတွေကလည်းအများကြီးပေါ့နော်။စဉ်းစားကြရတယ်အများကြီးပဲဗျာနော်။ DNA တွေကလည်းလုတ်ချင်လုတ်နေတယ်နော်။သူကသူပြည်သူတွေကလည်းဒါတွေကခံရတာပေါ့ဗျာနော်။တက်ကရောပြန်လဲသူသစ်စင်ဖို့ဆိုတာကလည်းအချိန်ကြီးကြောင်းမှတင်ပါတယ်။ဘာကြောက်လဲဆိုတော့တက်ကလည်းနေရာသူတို့များများမှတိုက်စစ်တွေဖွင့်နေရတယ်ဗျာနော်။ပြောလို့ပြောတာမို့ရှမ်းကြောင်းမှာငြိမ်သွားတယ်ဆိုပေမဲ့ဒီတနေ့တကြခိုင်တို့တနေ့ချင်းတို့ တဲ့ညမပီလေးပိုင်းမှာလည်းတက်ကဖြန်းထားတယ်ဗျနော်ခရားတို့ပါနေသွားဆိုမဲ့တက်ကတက်ခွင့်မရှိတာပဲရှိတယ်သူ့မိသားသူ့ဘာသူနဲ့ဒါလူပြောထိုးသေးတော့ဆင်နေရတာပေါ့ဗျနော်လူပုံစံတော့ရှိတာပေါ့မိုးကုတ်ဆဲကဘလို့လာမလဲတော့ကျွန်တော်မသိသေးဘူးဗျနော်တန်လီနဲ့ညှိနှိုင်းမှုကတော့အဆင်မပြေခဲ့ဘူးပေါ့နော်ဆင်ပြေမှာလည်းမဟုတ်ပါကျွန်တော်တို့အနေနဲ့လည်းအဲညှိနှိုင်းစုနေချင်အဖြစ်မဟုတ်ပဲဒီကောင်လေးကဒီချိန်ထပ်ပြီးတော့လှုပ်ပြလိုက်ရင်တချင်ညပြန်လဲပြီးတော့ဖြစ်လာအောင်ပါပဲနော်ဒီတန်ရာရက်လေးပတ်နေအောင်ပါပဲဒီချိန်မှာတော့ကျွန်တော်အမြင့်ဖြတ်မအောင်ရမလို့ထင်တယ်